မင်္ဂလာပါရှင်ဒီကနေ့ရန်ဆောင်ရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးတဲ့ဂျပန်နိုင်ငံပါတီဆောင်လွှတ်တော်အမတ်များတမကအရေးပေါ်အစည်းအဝေးကျင်းပတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးတဲ့ဂျပန်နိုင်ငံပါတီဆောင်လွှတ်တော်အမတ်များတမကရဲ့အရေးပေါ်အစည်းအဝေးကိုအေဒီလာ၄ရက်နေ့မနက်ပိုင်းကဂျပန်နိုင်ငံအောက်လွှတ်တော်အမတ်များရုံအဆောက်အဦရဲ့အထူးအစည်းအဝေးခန်းမှာကျင်းပပြုလုပ်ခဲ့တယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကထုတ်ပြန်ပါတယ် အဆိုပါစည်းဝေးကိုအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ BNL ဆိုင်ရာစီမံခန့်ခွဲရေးဒုတိယဝန်ကြီးဒေါက်တာငိုင်းတိုင်မောင်ကအွန်လိုင်းကနေတက်ရောက်ခဲ့ပြီးလက်ရှိငလင်ပေးထိခိုက်ပျက်စီးမှုအခြေအနေတွေရှင်းလင်းတင်ပြကငလင်ပေးတင်ပြတဲ့တွင်ကိုအရေးပေါ်အမြန်ဆုံးကူညီပေးနိုင်ဖို့မြစ်တိုင်ရခိုင်တောင်းဆိုထားတယ်လို့သိရပါတယ်။ဒါပြင် UNDP WFP နဲ့အခြား NGO ဖွဲ့အစည်းတွေကတက်ရောက်လို့သူတွေကလည်းမြမငလင်ကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေတွေလိုအပ်ချက်တွေနဲ့အရေးပေါ်အကူအညီလိုအပ်နေတဲ့ရေတို့ရေရှိစီမံကိန်းတွေကို ိုရှင်းလင်းတင်ပြခဲ့တယ်လို့သိရပါဗျ။ ပြင်းထန်ကလင်းကြီးကြောင့်ပြည်သူအများစုအသက်အိုးအိမ်စီးဆင်းဆုံးရှုံးပြီးဒုက္ခပင်လည်းဝင်နေတဲ့ကြားကစစ်ကောင်စီရဲ့လူမဆန်စွာပုံချဲတိုက်ခိုက်နေမှုတွေ၊ကယ်ဆယ်လုပ်ငန်းတွေပေါ်ပိတ်ပင်တားဆီးနေမှုတွေ၊ NUG အစိုးရကရသက်တပတ်နှစ်ပတ်တာအပြစ်ခံရစိုင်းနဲ့ကယ်ဆယ်လုပ်ငန်းတွေပူပေါင်းဆောင်ရွက်ဖို့ကမ်းလှမ်းချက်ကိုစစ်ကောင်စီကလက်မခံခဲ့တဲ့အချက်လက်တွေပါဝင်တဲ့ဆောင်ရွက်စာရမ်းတွေကိုလည်းအဆိုပါစည်းဝေးမှာဖြန့်ဝေခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ငလင်တန်တဲ့ပြည်သူတွေအတွက်အရေးပေါ်အကူအညီတွေလျှင်မြန်စွာပေးအပ်နိုင်ဖို့မြစ်တရရခံတောင်းဆိုစာကိုလည်းမြမတ ီမိုကရေစီရေးထောက်ခံအားပေးတဲ့ပါတီဆောင်လွတ်တော်အမတ်များတမကကိုပေးရခဲ့တယ်လို့ဆိုပါရယ်အမေးဖြေကဏ္ဍမှာတော့ဂျပန်လွတ်တော်အမတ်တွေကအရေးပေါ်အကူအညီလိုအပ်နေတဲ့နေရာတွေစီအမြန်ဆုံးရောက်ရှိအောင်လှုံ့ဆော်နိုင်မယ့်နည်းလမ်းနဲ့လမ်းကြောင်းတွေစသဖြင့်မေးခွန်းများစွာမေးမြန်းခဲ့တယ်လို့ပြန်လည်ဖြေကြားဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ NUG ဂျပန်ကိုယ်စားလှယ်ရုံးကဆိုပါရယ်တော်လိုင်းအင်အားစုတွေစုမိုးထားတဲ့ဒေသတွေမှာတော့နိုင်ငံတကာအကူအညီတွေမရောက်ရှိသေးတဲ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်ဒေသအဖွဲ့အစည်းတွေတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးအရေးပေါ်အကူအညီတွေအများဆုံးပေးရ ်ဖို့ဂျပန်လွှတ်တော်မတ်တွေကိုလေးလေးနက်နက်မြစ်တာရက်ခံတိုက်တွန်းခဲ့တယ်လို့ဂျပန်နိုင်ငံဆိုင်ရာအမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးကထုတ်ပြန်ထားပါတယ်။ ။နောက်ထပ်တစ်ပုတ်အနေနဲ့မင်းအောင်လိုင်းတဲကိုရဟိုတဲအတွင်းဒီထိုင်းကျောင်းသားတအူသွားရောက်ဆန္ဒပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းတက္ကသိုလ်ပထမနဲ့ကျောင်းသားတယောက်ကမနေ့ကညနေ4:30ခန်းမှာဘင်စတာစီဝေးတယောက်ပေါ်ထိုင်းနိုင်ငံကိုရောက်နေတဲ့မြန်မာစစ်အာဏာသိမ်းကောင်းဆောင်မင်းအောင်လိုင်းတဲကိုရရှန်ဂရီလာဟိုတဲကိုသွားရောက်ဆန္ဒပြခဲ့ပါရယ်။ဟိုတဲလုံခြုံရေးတွေရောက်ရှိနေချိန်မှာတော့သူကအခုလိုအော်ဟစ်ကြွေးကြော်ဆန္ဒပြခဲ့တာပါ။ထိုင်းနိုင်ငံကလူတန်းဝါဒီအာဏာရှင်မင်းအောင်လိုင်းကိုကြိုးဆိုခြင်းမရှိပါ။ဤစည်းဝေးဒီမဖြစ်သင့်မဲ့တည်ဆောင်းခဲ့ရတော့လူပေါင်း6000ကျော်ရဲ့အသွင်းများနဲ့ပ ေးချန်ညှဉ်းနှံနေပါတယ်။ဝင်ကြီးချုပ်အနေနဲ့အပြစ်မဲ့သူသူရီပေးချန်ညှဉ်းနှံနေတဲ့လက်ကိုလက်ဆွဲနှုတ်ဆက်ရတာဘယ်လိုခံစားရပါသလဲ။ဒီမိုကရေစီလို့ကြွေးကြော်ထားတဲ့တင်းတို့ဟာအပြစ်မဲ့သူတွေကိုတပ်ဖြတ်နေတဲ့စစ်အာဏာရှင်နဲ့အတူလက်တွဲလုကင်နေတာမဆက်ကြဘူးလား။ထိုင်းနိုင်ငံဒီမြန်မာပြည်သူများဘက်တွင်ရက်တီပါသည်ထိုင်းလူမျိုးများဒီလူသက်ဝါဒီစစ်အာဏာရှင်ကိုလက်မခံပါလို့အထိတ်ပဲတန်ရောက်တဲ့ထိုင်းစကားတွေနဲ့ကြွေးကြော်ကဆန္ဒပြခဲ့ကြတယ်လို့သိရပါဗျ။ နောက်ထပ်တစ်ပုတ်အနည်းနဲ့အရေးကိစ္စမြည်တို့ကြုံပါစေဆင်အာနာရှင်ချေမုံရီမျက်ချေမပြတ်ဖို့ NUG ဝန်ကြီးချုပ်တိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်။နှွေဦးတော်လိုင်းဤအမြန်ဆုံးအောင်ပွဲရရှိရေးဟာအရေးကြီးပြီးဘလို့အရေးကိစ္စကြုံသည့်ဖြစ်စေဆင်အာနာရှင်ချေမုံတိုက်ဖြတ်ရေးကိုမျက်ချေမပြတ်ပဲအာတွန်ခွန်ဆိုင်ဆက်လုပ်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်အောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်ကပြောကြားပါရယ် ဧပြီလ3ရက်မနက်ကကျင်းပခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာအခုလိုပြောကြားခဲ့တာပါတော်လိုင်းအမြင်အောင်မြင်ပြီးစိုးဝါလွန်းတဲ့စစ်မိတ်စာတွေကိုအပြီးတိုင်းချိန်မုံနိုင်ဖို့များစွာအရေးကြီးကြောင်း၎င်းကပြောပါတယ်အခုကြုံနေရတဲ့တဘာဝဘေးကပုံမှန်ကာလအရက်သားရဲ့အစိုးရလက်ထက်ကြုံတွေ့နေရတဲ့ကိုဗစ်ကပ်စိုးကိုဖြတ်တန်းခဲ့ခြင်းနဲ့ချိန်ထိုးစဉ်းစားမိပါကများစွာဝန်နေရကြောင်းအစိုးရပြည်သားတဲ့အစိုးရတရရဲ့စီမံအုပ်ချုပ်မှုအောက်မှာသာယခုဘေးမျိုးရင်ဆိုင်ရပါကတိုင်းပြည်အခြေအနေ င်အခုလောက်ဆိုးမှမဟုတ်တာကိုအားလုံးနားလည်လက်ခံလိမ့်မယ်လို့ထင်ကြောင်းဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောပါရယ်။ ဒါကြောင့်တိုင်းပြည်ကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတဲ့ဒီစစ်မိတ်ဆာတွေမရှိမှသာကျွန်တော်တို့တိုင်းပြည်ဟာနလန်ထူနိုင်မှာဖြစ်ကြောင်းနဲ့ဘလို့အရေးကိစ္စတွေပဲကြုံကြုံကျွန်တော်တို့ရဲ့အဓိကရှိမှန်းချက်ကိုမျက်ချင်မပြတ်စေဘဲအာသွန်ခွန်ဆိုင်ဆက်လုပ်ကြဖို့ပြောကြားလိုတယ်လို့ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ရခုံငလင်ဘေးနဲ့ပတ်သက်ပြီးစိုးမိုးနေမြေတွေအတွင်းငလင်ဘေးတင်လူထုကို82နှစ်အတွင်းကုညီကေစင်မှုတွေအပြေအဝအားဆိုင်လှုပ်ဆောင်ခဲ့ကြောင်းအသိပေးပါတယ်။ဒါပေမဲ့စစ်ကောင်စီစိုးမိုးနေမြေဒေသတွေမှာကိုထင်းလက်ရဝင်ရမကူညီနိုင်ခဲ့တဲ့အတွက်များစွာဝ န်နေစိတ်မကောင်းဖြစ်ရကြောင်းထုတ်ပြန်ပြီးငလင်ပီးထင်ပြည်သူလူထုကိုတားမှန်ခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကကွယ်ဝင်ကြီးဌာနကငလင်ပီးထင်ရောက်စွာကူညီကယ်ဆယ်နိုင်ဖို့အတွက်ထိုးစစ်ဆင်မှုတွေကိုရပ်ဆိုင်းထားကြောင်းကြေညာထားပါတယ်။အလားတူစစ်ကောင်စီကလည်းအပြစ်ရစဲကြောင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကိုထိုးစစ်ဆင်မှုတွေဆက်လက်ပြုလုပ်နေကြောင်း NUG နဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကအသိပေးထုတ်ပြန်ထားပါတယ်။ နောက်ထပ်တပုတ်အနေနဲ့စစ်မှုထမ်းမဲလာမနိုင်တဲ့ရွာကိုပေါ်တာဝင်ဆွဲတဲ့အတွက်လူငယ်80ဝန်းကျင်ဖမ်းဆီးခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိထီလာခရိုင်မလိုင်မြို့မှာစစ်မှုထမ်းမဲနိုင်ရာကိုရောက်လာခြင်းမရှိတဲ့ကျေးရွာကိုစစ်တပ်ကပေါ်တာဝင်ဆွဲခဲ့တဲ့အတွက်လူငယ်80ဝန်းကျင်ဖမ်းဆီးခံခဲ့ရကြောင်းဒေသခံတွေစီကသိရပါဗျ။ 2025ခုနှစ်မလတတရပတ်အတွင်းစစ်ကောင်စီကမလိုင်မျိုးအရှိဘက်ခြေရွာတွေမှာနေထိုင်တဲ့လူငယ်တွေကိုစစ်မှုထမ်းဖို့အတွက်စာရွက်များလိုက်လံဝင်ငါခဲ့ပြီးမလိုင်မျိုးပေါ်ရှိအထွေထွေအုပ်ချုပ်ရေးဌာနကိုလာရောက်မဲနိုင်ဖို့ဖိအားပေးခဲ့ကြောင်းသိရပါတယ်။အဲ့ဒီလိုလိုက်လံဖိအားပေးတဲ့ခြေရွာတွေအတွင်းရုံတော်ခြေရွာလည်းပါရှိပြီးအသက်ပြည့်မီတဲ့လူငယ်များမဲနိုင်ဖို့အထွေထွေအုပ်ချုပ်ရေးဌာနကိုဆင့်ခေါ်ထားတယ်လို့ဘသူမှရောက်လာခြင်းမရှိတဲ့အတွက်စစ်ကောင်စီက AB3 ရဲ့ညနေပိုင်းမှာရှာအတွင်းကိုပေါ်တာဝင်ဆွဲခဲ့တာဖြစ်ပါတယ်။ ငလင်မလုတ်ခင်ကတည်းကရွာ၃ရွာလောက်ထွေအုပ်ယုံနဲ့မှမဲနိုင်ပြီးပြီမနေ့ကရုံတော်ကျင်းရွာကိုမဲနိုင်ဖို့ခေါ်တာအုပ်ချုပ်ရေးမှုအပါအဝင်ဘသူမှမလာလို့ညနေကျရွာကိုဝင်ပြီးဖမ်းနေလူငယ်တော်တော်များများပါတယ်လို့ပြောပါတယ်ပါသွားတာ80နီးပါးလောက်ရှိတယ်ရဲစခန်းမှာချုပ်ထားတယ်လို့မလိုင်မျိုးနယ်မှာဒေသခံမျိုးသားတောက်ကပြောပါတယ်ရုံတော်ကျင်းရွာကိုစစ်တပ်ကဝင်ရောက်ပေါ်တာဆွဲပြီးရဲ့နောက်စစ်မှုထမ်းရန်ဆင့်ခေါ်ခံရတယ် ငါးတပုံကံရွာ၊ကျင်းရွာနဲ့နတ်စင်ကုံရွာတွေမှာစစ်မှုထမ်းအသက်ပြင့်မိတဲ့လူငယ်တွေကရှောင်တိတ်နေကြကြောင်းသိရပါဗျ။လက်ရှိမလိုင်မြို့အနောက်ဘက်ရှိကျင်းရွာ၃ရွာနဲ့မလိုင်မိထီလာလမ်းမပေါ်ရှိကိုစားကြီးလမ်းခွဲတွေမှာတော်လိုင်းတပ်ဖွဲ့ဝင်အများအပြားရောက်ရှိနေပြီးမလိုင်မြို့မှာလည်းစစ်ကောင်စီတပ်အင်အားတရာခန့်ရှိကြောင်းမျက်မြင်တွေ့ရှိသူတချို့ကပြောပါဗျ။ဒါအပြင် AP လေးရဲ့မနက်9နာရီကလည်းမလိုင်မြို့ပေါ်ရှိအထွေထွေအုပ်ချုပ်ရေးဌာနအပါဝင်အမတ်လေးအုပ်ချုပ်ရေးမှူးဦးမိုးဝင်းနေအိမ်ငွေတိုက်စိုးပွဲရုံမြို့မရဲစခန်းဖီယာဝင်းကြီးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတက်ဆွဲထားတဲ့ နေရာတွေမှာပုံး15လုံးထပ်မင်းပောက်ကွဲခဲ့ပြီးဒရုန်းများတပ်ဖိုက်တာများလည်းပြန်ဝဲနေကြောင်းမြို့နေပြည်သူတွေကဆိုပါတယ်ဒီနေ့ကဈေးနေကြီးဆိုတော့ရွာကလာတဲ့သူတွေလည်းလှည့်ပြန်ကုန်နေရှုံးတော့မှဝင်ဖမ်းနိုင်ရင်ပုံးကွဲပြီးတပ်ဖိုက်တာတွေလည်းပြန်နေတော့လမ်းမပေါ်လူသိမ်းမရှိဘူးတဲခံရွာကအမျိုးသမီးတယောက်ကောင်းကိုထိတယ်ထွေအုပ်ယုံထဲမှာ၅လုံးလောက်ကွဲတယ်စစ်မှုထမ်းမင်းနိုင်ရင်ထွေအုပ်ယုံထဲမှာပဲလုတောင်းဘယ်အဖွဲ့အစည်းကလုတောင်းမှန်းတော့မသိဘူးလို့မလိုင်းမျိုးအမှတ်၃ရောက်ကမှနေထိုင်တဲ့အမျိုးသမီးတယောက်ကရှင်းပြပါဗျာ ပြီးခဲ့တဲ့2025ခုနှစ်ဖေဖော်ဝါရီ6ရက်မှာလဲမလိုင်မြို့အရှိဘတ်မလိုင်နထိုးကြီးခရိုင်ချင်းဆက်လမ်းမပေါ်ရှိဝါခွချင်းရွာနဲ့အမြန်လမ်းရှိကန်ကြီးလမ်းဆောင်မှာလဲခိချကအလုတ်သွားအလုတ်ပြန်ဒေသခံတွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ စစ်မှုထမ်းပါမှာဆိုလို့အကုန်လုံးကိုပြစ်ထားခဲ့ပြီးတော်လိုင်းတက်တွေနဲ့ဝင်ဖို့ကလည်းအပြောလွယ်သလောက်အလုပ်ခတ်တယ်။ကျွန်တော်တို့ရွာဘက်ဒီမှာဘာမှဖြစ်ဖြစ်ထွန်းတော့မရှိဘူးပြင်ပပန်ပန်လုတ်ကန်ရတဲ့အပြင်နေတိုင်းဒီစစ်မှုထမ်းမင်းလိုက်တာကိုပဲလန့်နေရတယ်လို့မလိုင်းမျိုးနဲ့တွင်နေထိုင်တဲ့အသက်30နှစ်အရွယ်တောင်သူအမျိုးသားတောင်းကဆိုပါတယ်။ ပြီးခဲ့တဲ့မလ3ရက်နေ့9ရက်မနေ့ပိုင်းမှာစစ်ကောင်စီလက်အောက်ခံရဲနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမလိုင်မျိုးမျိုးမစီကြီးတောင်ပတ်ရှိလေးတိုင်းစင်လွတ်လပ်ရေးကွင်းလှိုင်းတန်းရပန်းချံအတွင်းရှိလူငယ်များနဲ့မျိုးမစီအနောက်ဖက်လမ်းမပေါ်ရှိလမ်းသွာလမ်းလာလူငယ်တွေကိုအတမဖန်ဆီမှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလမှာစတင်ပြီးစစ်ကောင်စီကမလိုင်မျိုးနယ်အတွင်းပေါ်တာဆွေးမှုတွေကိုပြုလုပ်ခဲ့တာဖြစ်ပြီးအခု2025ခုနှစ်နှစ်စံပိုင်းမှာပုံမှန်ပြုလုပ်လာတာဖြစ်ပါတယ်။ စစ်မှုထံဥပဒေစတင်တဲ့အချိန်မှာအရက်သားတွေကိုရက်ကွက်အလိုက်မင်းလိုက်ပြီးစစ်မှုထံရန်ဆင့်ခေါ်ခဲ့တော်လဲထွက်ပြေးသူတွေရှိတဲ့အတွက်အခုလိုအတင်းအဓမ္မလိုက်လံဖမ်းဆီးမှုတွေလုံဆောင်ကစစ်သားစုဆောင်နေတာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်